မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြို့နယ်တိချိုကုန်းရွာပြူစောတိစကမ်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာပြူစောတိ၅ဦးသေဆုံးပြီးလက်နက်၉လက်သိမ်းရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ၁ရက်နေ့ည၈နာရီခန့်ကနေပြီးတော့ဇွန်လ၂ရက်နေ့မနက်အစောပိုင်းတနာရီအထိကိုပေါ့မြုံနယ်တစ်ချိုကုန်းရွာခင်မောင်ကြီးခေါင်းဆောင်နဲ့ပြူစောတိများနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများပူးပေါင်းထားတဲ့အထိုင်စခန်းကို drone နဲ့ drop ဘုံသီးများကျဲချပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့အနီးကပ်ဝင်ရောက်စီးနှဲတိုက်ခိုက်ခဲ့ရာပြူစောတိ၅ဦးသေဆုံးပြီး ကျန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောတိများထွက်ပြေးသွားကြတယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းဖက်စစ်သားနဲ့ပြူစောတိများထွက်ပြေးသွားပြီးတဲ့နောက်အထိုင်ချကင်းဆောင်နေတဲ့ဘန်ဂါများအားလုံးနဲ့ကြေးရွာအတွင်းတပ်ဆွဲနေထိုင်တဲ့အဆောက်အဦများအားဝင်ရောက်ဖျက်ဆီးရှင်းလင်းကာကာပိုင်တနက်တလက်ကာပိုင်ကြီပေါက်၃ခုလက်ပစ်ဗုံးတစ်လုံးကာပိုင်ကြီ၁၂000နဲ့12တနက်3လက်လက်လုံးတနက်5လက်တို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုပေါ့မြွနဲ့ပါကဖမြိုင်ပါကဖ BLY ပျောက်ကြားတပ်ဖွဲ့ Santan Revolution Force SRF ပခုတ်ကူခရိုင်တိုင်ရဲစစ်နဲ့မကွေးခရိုင်တိုင်ရဲနဲ့ပေါ့မြောက်ပိုင်းတော်လိုင်းတပ်ဦး NPRF အစိုးရအဖွဲ့ပေါ့တောင်ပိုင်းကြည်ကန်ဘက်ကဖာ PPDF ကင်ဒိုပြည်သူ့ကာကွယ်အဖွဲ့ပေါ့ Based on Revolution Force PBRF ဗိုဒစီအဖွဲ့ KMDF ကမ္ဘာတပ်ပေါင်းစု စကားပျောက်ကြားတပ်ဖွဲ့ UG တပ်ဖွဲ့ပောက်ပကဖ drone တပ်ဖွဲ့ BRAF drone team နဲ့မိုးရံ drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ဒဝေမြို့အင်ရှိပြင်ရက်ွက်ကမူလာဒန်းကျောင်းမှာပောက်ကွဲမှုဖြစ်ပွားပြီးတော့ကလေးငယ်20ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတိတ်ဆုံးသူတွေလည်းရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့နေ့လယ်၁၂နာရီခွဲဝန်းကျင်ကနေ့လယ်ထမင်းစားကြောင်းစင်းချိန်ကြောင်းဝင်းအတွင်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့အိမ်ရှိပြည်ရက်ကွက်မှာနေထိုင်သူတွေကပြောဆိုခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ကလေး၂၀ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကလေး၃ဦးကတော့တိတ်ဆုံးသွားပြီလို့မြို့ကန်တွေရဲ့ပြောပြချက်အရကနအူးသိရပါတယ်။ကလေးတွေကစားနေတဲ့အချိန်ကြီးထပေါက်တာဘုံပေါက်တာလို့ထင်နေတော်တော်လေးကိုကြမ်းနေအခုထိတော့စစ်သားတွေနဲ့ရှုပ်ရှက်ခတ်နေတော့မယ်လို့အိမ်ရှိပြည်ရက်ကွက်မှာနေထိုင်သူတွေကပြောပါတယ်။ဒဏ်ရာရတဲ့ကလေးငယ်တွေကိုတော့အရေးပေါ်ကားတွေနဲ့ဒဝယ်ဆေးုံကြီးကိုတင်ဆောင်သွားတယ်လို့မြို့ကန်တွေကပြောပါတယ်။ ဲ့ဒီပောက်ကွဲမှုဟာဘုံပောက်ကွဲတာလားလက်နက်ကြီးကြားရောက်ပောက်ကွဲတာလားဆိုတာကိုတော့စုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့အိမ်ရှိပြည်မူလာတန်းကျောင်းမှာဘုံပောက်ကွဲမှုဖြစ်ပွားပြီးတော့ကလေးငယ်15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့យေတာထားပါတယ်အိမ်ရှိပြင်ရက်ကွာဟာဒဝင်မျိုးအဝင်ကရက်ကွာဖြစ်ပြီးတော့အနီးနားပတ်ပတ်လဲမှာစစ်ကောင်စီစစ်စေးရေးဂိတ်တွေနဲ့တပ်ဆွဲထားတဲ့နေရာတွေရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2023ခုနှစ်နှစ်လယ်လောက်ကလည်း ပလောမြို့နယ်ပလမြို့ရဲစခန်းအနီးဥယျာဉ်ခြံထဲမှာကလေးငယ်၃ဦးစော့ကစားနေရကနေပြီးတော့ပောက်ကွဲမှုတစ်ခုဖြစ်ပြီးတော့ထိခိုက်ဒဏ်ရရှိခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့မှုကြောင့်သတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ဘကိုးတိုင်းပေါင်းတယ်မြို့နယ် ပစ်ပုတ်ရွာကအကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့မြင့်အောင်စိုးသူကိုပြစ်ခတ်တိုက်ခတ်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၂ရက်နေ့ည9:00နာရီကမှပေါင်းတယ်မြို့နယ်တစ်ပုတ်ရွာကအကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့မြင့်အောင်ကိုတော်လိုင်းရဲဘော်များက၎င်းရဲ့နေအိမ်မှာတင်ပြစ်ခတ်ရှင်းလင်းတိုက်ခတ်ခဲ့ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့မြင့်အောင်ဟာကျေးရွာနေပြည်သူများအပေါ်ကိုအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့စိတ်ဒုက္ခအမျိုးမျိုးပေးခြင်းတော်လိုင်းရဲဘော်များရဲ့သတင်းကိုစစ်တပ်ထဲကိုပေးပို့ခြင်းတော်လိုင်းတပ်ဖွဲ့ဝင်မိသားစုများကိုရွာထဲမှာနေ ထိုင်လို့မရအောင်လှုပ်ဆောင်ခြင်းတော်လိုက်တပ်ဖွဲ့များထောင်ထားတဲ့မိုင်းခွဲများကိုပြသခြင်းအကြမ်းဖက်စစ်ကောင်စီရဲ့လမ်းပြအဖြစ်နဲ့လှုပ်ဆောင်ပေးနေသူလည်းဖြစ်ကြောင်း363 PPDF တရဲသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်၎င်းရှင်းလင်းမှုကိုပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်363 PPDF တရဲတက်ခွဲတင့်နဲ့စောင်းခုံငှက်ပေါက်ခေါင်းပကဖတို့ကအတူပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီကိုသတင်းပေးခြင်းလမ်းပြခြင်းများကိုမပြုလုပ်ကြရန်သတိပေးကြောင်းနဲ့ သတိပေးထားတဲ့ဂျားကလုံဆောင်လာပါကမြင့်အောင်လူမျိုးပြက်ပြက်သားသားအေးအေးသွားမယ်လို့အတိပေးထားကြောင်းကိုလည်း363ညတဲ့ PPDF တရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးမြို့ချမ်းအေးတာဆန်မြို့နယ်မှာလူစီကားရနေရာမှာရှိတဲ့အထည်ဆိုင်တဆိုင်အားအမျိုးသမီးများပါဝင်တဲ့ဓမြအဖွဲ့ကဝင်ရောက်ပြီးတော့ဓမြတိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ၄ရက်နေ့မနက်၉နာရီခန့်ကမန္တလေးမြို့ချမ်းအေးသာဇံမြို့နယ်လမ်း60နဲ့32လမ်းတောင်းအနီးမှာရှိတဲ့ Wanty Botic အထည်ဆိုင်အားစိုက်ကဲနှစ်စီးနဲ့အမျိုးသား၂ဦးအမျိုးသမီး၂ဦးတို့ရောက်ရှိလာပြီးတော့ဓမြတိုက်ခဲ့တယ်လို့ဒေသခံများကပြောပါရယ်အဲ့ဒီနောက်မှာတော့စိုက်တွင်းထဲမှာရှိတဲ့အယောင်းဝန်ထမ်းစီကနေပြီးတော့ငါးမူသားရွှေဆွဲကြိုးတကုံး တမတားကျော်ရှိတဲ့ငကတ်တရံငွေချက်တသိန်းကျော်နဲ့ဖုန်းနှလုံးကိုယူဆောင်သွားတယ်လို့နီးစပ်သူများထံကနေပြီးတော့သိရပါဗျ။ဓမြများပြန်ထွက်သွားပြီးတော့တနအီကျော်မှသာစစ်ကောင်စီတပ်ဖွဲ့ဝင်များကကားများနဲ့ရောက်ရှိလာခဲ့တယ်လို့ဒေသခံတွေကပြောဆိုခဲ့ပါဗျ။စစ်သားတွေရောရဲတွေရောအင်အားတွေအများကြီးပဲတရားရောက်ကိုဝင်ဖမ်းတယ်လို့ထင်နေတာပြီးမှဓမြတိုက်ခိုက်ရလို့လာစစ်တာဖြစ်နေတယ်လို့ဒေသခံတဦးကပြောပါဗျ။ပြီးခဲ့တဲ့မေလ31ရက်နေ့ညနေပိုင်းကလည်းမန္တလေးမြို့လေ84လမ်းမှာရှိတဲ့စေတန်းရွှေဆိုင် နှစ်ချိန်မြောက်ဓမြတိုက်ခံရပြီးတော့ရွှေတဲပစ္စည်းနဲ့လက်ဝဲရတနာစုစုပေါင်း၄ဘိတ်သားကျော်ပါသွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ်တရင်ကတော့မခွေးတိုင်းမြန်မြို့နယ်ကံမြင်ကုန်းကြီးရွာကပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဒီမနက်ပိုင်းစစ်ကောင်စီအုပ်စုကတိုက်လေရင်နဲ့နှစ်ချိန်ဘုံကျဲပြစ်ခတ်တပ်ဖြတ်ခဲ့လို့ကလေးငယ်အပါဝင်ဒေသခံပြည်သူအမျိုးသမီး၅ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇွန်လ၄ရက်နေ့ဒီမနက်၉နာရီခွဲဝင်းကျင်မှာမြန်မြို့နယ်ကံမြင်ကုန်းကြီးရွာဖုန်ကြီးကျောင်းနဲ့ နေအိမ်တွေကိုစစ်ကောင်စီအုပ်စုကအကြောင်းမဲ့တိုက်လေရင်နဲ့ဘုံကျဲပစ်ခတ်တပ်ဖြတ်ခဲ့တာလို့ဆိုပါရယ်ဘုံထိမှန်လို့၄နှစ်သမီးအပါဝင်အမျိုးသမီး၅ဦးတေဆုံးခဲ့တယ်လို့ဒေသခံတအူးကပြောပါရယ်နှစ်ခါဝဲပြီးတော့ပစ်သွားတာပထမတလုံးကရွာအရှိတ်ကိုကြတာနောက်တလုံးကဖုန်ကြီးကျောင်းသားကအိမ်အစ်စ်လေးပေါ်ကိုကြတာအိမ်ရှင်ကလေးမလေးကတော့လွင့်ကိုထွက်သွားတယ်ပြောတယ်ကျန်တဲ့တေတဲ့သူတွေကကံရက်ကြီးကဖွာအိမ်နဲ့သူ့မြေးကလေးပါတယ် ကျန်တာကတော့အမျိုးသမီးတွေပါသွားတာဒဏ်ရာရတာလည်းများတယ်လို့ပြောဆိုခဲ့ပါဗါးလက်ရှိမှာဒဏ်ရာရတဲ့သူတွေကိုစေကူတနိုင်ဖို့အတွက်စ조사နေပြီးတော့ဒေသခံပြည်သူတွေဟာစစ်ပေးရှောင်ပြည်သူတွေဖြစ်ပြီးစင်းရဲချက်တဲနေတဲ့အတွက်ခရီးစရိတ်နဲ့စေကူတစရိတ်တွေအခက်အခဲဖြစ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်ဒါအပြင်လေကြောင်းကနေဘုံကျဲခံရတဲ့ကံမြင်ကုန်းကြီးပါဟာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေစီးနေအထိုင်ချတပ်ဆွဲထားဆဲဖြစ်တဲ့ပခုတ်ကူပေါက်ကားလန်း ကံတော်ကြီးရွာရဲ့အနောက်မြောက်ဘက်မှာတည်ရှိပြီးတော့လေချောင်းဘုံထိတိတ်ဆုံးသူတွေကိုမြေမြုပ်ကြိုးဖို့အတွက်ရွာအပြင်ကိုထွက်တဲ့အချိန်မှာအဲ့ဒီကံတော်ရွာမှာနေတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေကလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ခတ်နေတာကြောင့်အထိကိုက်ရှိနိုင်သေးတယ်လို့ဆိုပါတယ်တိတ်ဆုံးသွားတဲ့ပြည်သူတွေနဲ့ဒဏ်ရာရနေတဲ့ပြည်သူတွေဟာစစ်ဘေးရှောင်ပြည်သူတွေဖြစ်ကြပြီးတော့ဒေသတွင်းစစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေတောင်းကျမ်းနေလို့နေအိမ်မှာမနေရဲပဲကံရကြီးရွာကနေကံတေကုန်းရွာဘက်ကိုစစ်ဘေးဒုက္ခတွေအဖြစ်နဲ့လာရောက်ခိုးလုံနေကြတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ် ်အခုနှစ်2024ခုနှစ်မှာတော့2023ခုနှစ်ကထက်လေးချောင်းကနေဘုံကျဲတပ်ဖြတ်မှုတွေပုံမှုများပြားလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးရမယ်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဗျမ်းဖြူကျေးရွာမှာစစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့များကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့ပြည်သူအရေးအတွက်ဟာ 86ဦးအထိတိုးလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တွေမျိုးဗျမ်းဖြူကျေးရွာကထောင်ထဲချီတဲ့ရွာသူရွာသားများတဲကပြည်သူ90ကျော်ကိုစစ်ကောင်စီတပ်နဲ့လက်အောက်ခံများကမေလ26ရက်နေ့ကနေစတင်ပြီး၄ရက်အတွင်းမှာတပ်ဖြတ်ခဲ့ကြောင်းကနအူးသိရှိထားခဲ့ရတော့လေဇွန်လ၄ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများအရစစ်တွေဗျမ်းဖြူကျေးရွာဖြစ်စဉ်အတွင်းမှာမတရားဖမ်းဆီးတပ်ဖြတ်ခံရသူအရေအတွက်ဟာပြည်သူ86ဦးအထိရှိလာခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ် ်ဗျမ်းဖြူကျေးရွာအတွင်းကိုမေလ29ရက်နေ့ကဝင်ရောက်လာတဲ့စိတ်ကောင်းစီနဲ့လက်အောက်ခံအင်အား180ကျော်ပါတဲ့ပူပေါင်းတပ်ဖွဲ့ကလူကြီးလူငယ်အမျိုးသားအမျိုးသမီးတယောက်မကျန်ဖမ်းဆီးခဲ့ပြီးတော့အပြစ်မဲ့တဲ့အရဲသားပြည်သူ53ဦးကိုလက်ပြန်ကြိုးတုပ်ကနှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှာစစ်တွေအခြေဆိုင်ဒါကာစာကတပ်ဖွဲ့ဝင်များပခုတ်ကူအခြေဆိုင်တမတရတက်ကတပ်ဖွဲ့ဝင်များနဲ့အခြားသောတရင်အချို့ကထုံထုတ်ထားတဲ့တပ်ဖွဲ့ဝင်များပါဝင်ကြောင်းသိရှိရပါတယ်ရခိုင်ပြည်ကအပြစ်မဲ့အရဲသားပြည်သူများကိုစစ်ရှုံးစစ်ကောင်စီက စီရဆွေးမှုကျူးလွန်ခြင်းနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေခြင်းကိုပြင်းထန်စွာကန့်ကွက်ရှုံချပြီးတော့ပြန်လည်လက်စားချေတုံ့ပြန်သွားမယ်လို့အေအေကဇွန်လ၂ရက်နေ့မှာသတိပေးခဲ့ကြောင်းသိရပါဗျ။ဂျမ်းဖြူကျေးရွာကကြံရှိနေသေးတယ်။ဖန်စီကရက်သားပြည်သူများအပေါ်ကိုရာဆွေးမှုကျူးလွန်ခြင်းချက်ချင်းရက်တန်ကရက်ရံနဲ့နောက်ထပ်အလားတူဖြစ်ရမျိုးမဖြစ်ပေါ်စေရန်ပြင်းထန်စွာသတိပေးလိုကြောင်းအေအေကထုတ်ပြန်ထားပါဗျ။ဂျမ်းဖြူရွာဖြစ်စဉ်မှာအပြစ်မဲ့ရက်သားပြည်သူများအားစီရဆွေးမှုကျူးလွန်ရန်ညွှန်ကြားအမိန့်ပေးစေခိုင်းသူများနဲ့ ညွန်ကြားချက်များအားလိုက်နာအကောင့်ထဲပေါ်ဆောင်ရွက်ကြတဲ့စစ်ကောင်စီရဲ့တပ်မတိုင်ရင်များနဲ့ပါဝင်ပတ်သက်ခဲ့တဲ့သူများအလုံးကိုပြင်းထန်စွာလက်စားချေတုံ့ပြန်သွားမယ်လို့အေအေကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလှမြို့နယ်ဘကိုးရုံးမအတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကလမ်းတလျှောက်မှာတွေ့သမျှပြည်သူများကိုဖမ်းဆီးကလူသားတိုင်းကအဖြစ်နဲ့အုံပြုတ်ပြီးတော့တပ်ဖြတ်မှုများကိုလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ29ရက်ကနေစတင်ပြီးတော့ပဲခူးရုံးမှအတွင်အင်အားလုံးရဲနဲ့စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြောက်တကားမျိုးနဲ့ရှစ်မှန်ရွာကပြည်သူ၃ဦးဆက်နှမှန်ရွာကပြည်သူ၁ဦးမေလ31ရက်နေ့ကမင်းလာမျိုးနဲ့စမ်းဘုတ်ရွာကကိုထေးဝင်းတို့ကိုဖမ်းဆီးကာတပ်ဖြတ်ခဲ့ပြီးတော့ပြည်သူ၁၀ဦးကျော်တပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်စစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းတစ်လျှောက်တွေ့တဲ့ပြည်သူတွေကိုလူသားတိုင်းကအဖြစ်နဲ့ဖမ်းလာတယ်ပြီးတော့တပ်ပစ်တယ်စစ်ခွေးတွေတတ်တာတော်တော်ကိုများနေပြီ ်တက်ခံရတာက10ဦးကျော်ရှိနေပြီကြောက်တကားက4ဦးနဲ့မင်းလာက2ဦးကပဲနာမည်နေရအတီးပြုတ်နိုင်တယ်ကျန်တဲ့သူတွေကတော့အတီးပြုတ်လို့မရသေးဘူးရိုးမထဲမှာတက်ခံကြရတာမင်းလာမျိုးနဲ့စမ်းပုတ်ရွာကကိုထေးဝင်းဆိုမေလ30ရက်နေ့ကရိုးမထဲကိုစိုက်ကယ်စီးလာတော့စစ်ကြောင်းနဲ့တိုးပြီးတော့ဖမ်းဆီးခံလိုက်ရတာ မပွေးကြီးချောင်းဆုံးနားမှာပုတ်စော်နန်လို့အနီးနားကပြည်သူတွေကကြည့်တော့အလောင်းကိုတွေ့ရတာအဝတ်စားတွေလည်းမွားစာကျဲနေတာပဲဆိုင်ကယ်ကိုတော့ဖြတ်စီးပြီးတော့ဖုန်းနဲ့ပတ်စံကိုယူသွားတယ်လို့တာအိုရီ KI PDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖြတ်မှုကိုခံလိုက်ရတဲ့သူများအဖြစ်နဲ့အတီးပြုတ်နိုင်သူများမှာမင်းလာမျိုးနဲ့စမ်းဖုတ်ကြီးရွာကကိုထေဝင်းကြောက်တကားမျိုးနဲ့ဆက်နမိုင်းရွာကဖိုးကလာရှစ်မိုင်းရွာက ဥတာဖို့တေတို့ဖြစ်ပြီးတော့ကျန်တဲ့သူများရဲ့အမည်နဲ့နေရက်လိပ်စာတွေကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။အင်တာနက်လိုင်းများလည်းဖြတ်တောက်ခံရရပြီးတော့စစ်ကောင်စီစစ်ကြောင်းများဟာပြန်လည်ဆုတ်ခွာခြင်းမရှိသေးဘူးလို့သိရပါဗျ။ဒါကြောင့်ပြည်သူများအနေနဲ့ရုံးမအတွင်းကိုတွာလာမှုများမပြုတ်လောက်ကြရရင်စစ်တပ်စစ်ကြောင်းနဲ့ဝေဝေးရှောင်ရှားနေထိုင်ကြရန်တာယာဝတီ KIPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ